အံပွဲရတနာမိုးညင်းတပုတ်တွေစီတီတော့မုံရွာရောက်ရင်ဘယ်တော့မှမမေ့နိုင်မဲ့နေရာတစ်ခုကတော့မိုးညင်းတပုတ်တွေစီတီတော့ပါပဲမြန်မာပြည်ရဲ့ပြီးသူကလက်ရမြောက်ဒီစီတီတော်ကြီးဟာထူးခြားတဲ့အချက်တစ်ခုလည်းနဲ့တင်ဆွဲဆောင်မှုအပြည့်ရှိပါတယ်ဒါကတော့ဇေဒီပြဝင်တစ်ခုလုံးမှာဗုဒ္ဓရုပ်ပွားတော်ပေါင်း9800ကျော်9823159စုဒိဝတ်ကူဇော်ထားတာပါပဲရုပ်ပွားတော်အစုစုကိုစနစ်တကျတည်တည်တတ်တတ်စီရီထားတဲ့မြင်ကွင်းကတကယ်ကိုရင်သက်ရှုမောစေရပါ ရွှေရောင်တဝင်းဝင်းနဲ့အရောင်သွေးစုံလင်စွာချေမုံထားတဲ့ဇီဒီပုံစံကလည်းမြင်သူတိုင်းကိုဖန်ဆနိုင်ပါတယ်ဒီဇီဒီကိုမိုးညစ်စရာတော့ဘုရားကြီးဥကဝိတ္တဇာကလက်တီစရာတော့ဘုရားကြီးရဲ့လမ်းညွှန်မှုနဲ့တည်ထားခဲ့တာဖြစ်ပြီးဗုဒ္ဓဘာသာရဲ့ခိုင်မာမှုနဲ့အနှစ်သာရကိုပြသနေတဲ့ပြယုတ်တစ်ခုပါပဲမုံရွာကိုရောက်ရင်ဒီထောင်ပေါင်းများစွာသောရုပ်ပွားတော်တွေကိဝေရမိုးညင်းတမုတ်တေစီဒီကိုလုံးဝမလွတ်တန်းသွားရောက်ဖူးမြော်သင့်ပါတယ်မြမပိတုကာလက်ရနဲ့ဘာသာရေးအငွေ့သက်ကိုအပြည့်အဝခံစားရမယ့်နေရာတစ်ခုပါ မြန်မာပြည်ရဲ့ပြည်သူ့ကလက်ရမြောက်ဘာသာရေးအဆောက်အုံတွေထဲမှာထူးခြားတဲ့တိဆောက်ပုံနဲ့စိတ်ဝင်စားဖွယ်ရာတမိုင်းကြောင်းတွေနဲ့ပြည့်နှက်နေတဲ့ဒီဇီလီတော်ကြီးဟာခီးသွွားဧည့်သည်တွေရောဖျားဖူးပြည်သူတွေအတွက်ပါဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုပါ